ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲကျွန်တော်ဗီဒီယိုတွေမတင်ပြတာလဲတစ်ပတ်လောက်ရှိသွားပြီပေါ့နော်ဒီကြားထဲမှာကျွန်တော်ရဲ့ကိုရီးကိုရာအလုပ်တွေတချို့ကိစ္စလေးရှိနေတဲ့အတွက်ကျွန်တော်ဗီဒီယိုမတင်ပြခြင်းဖြစ်တယ်ပေါ့ပြောချင်တာကပြီးခဲ့တဲ့ဒီတစ်ပတ်အတွင်းမှာပေါ့နော် Master 18ရဲ့နေ့မှာကျွန်တော် subscriber 1000ပြည့်သွားပြီပေါ့အဲဒီနေ့ဆိုရင်24ရက်မှာဆို subscriber 1500ကျော်သွားပြီပေါ့ဆိုတော့အဲ့ဒီအတွက်ကျွန်တော် အဲကျေးဇူးတင်စကားပြောချင်ပါတယ်အဓိကကျေးဇူးတင်စကားပြောချင်တဲ့သူတွေကတော့အဲကျွန်တော်ရဲ့ Orion's တွေပေါ့နော်ကျွန်တော် Orion's တွေကအဲ RP တဲ့ပရိသတ်တွေဒီလိုရှင်ဒီကျွန်တော်ရဲ့ channel ကိုအဲတကူတကံပေါ့နော်အဲ့လို subscribe လုပ်ပေးတဲ့သူတွေကိုကျွန်တော်ကျေးဇူးတစ်ခေတင်ပါတယ် channel ကိုကျွန်တော်ပထမဆုံးကြည့်ရတာကတော့အဲကျွန်တော် ံကယ်စည်းဝါဒနာပါတဲ့အတွက်ပေါ့နော်ကျွန်တော်မိသားစုလေးနဲ့ဒါမှမဟုတ်လဲကျွန်တော်အဲတကူတော်ပဲဖြစ်အဲစံကယ်စည်းပြီးခရီးသွားတဲ့ဟာလေးတွေအဲ့လိုလေးတွေနဲ့ပြီးလို့ရှိရင်ကျွန်တော်ဘွားတခြားမှာပေါ့နော်ကျွန်တော်လောက်ခဲ့တဲ့အလုပ်တွေအရာကျွန်တော်ကြုံတွေ့ခဲ့တဲ့အဲဒီတာအခြေအနေတွေပတ်ဝန်းကျင်အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီအတွေ့အကြုံများဝေတာပေါ့နော်ဒီ knowledge sharing တို့ experience sharing တို့ကျွန်တော်လုပ်မယ်ဆိုပြီးကြီးရွယ်ကျန်တဲ့ကျွန်တော်ဒီ channel ကိုကျွန်တော် အဲလုတ်ဖြစ်ခဲ့တာပေါ့ဒါပေမဲ့ကြာမင်းမကြောက်ဒီကာလမှာကျွန်တော်ခရီးတွေတိတ်ထွက်လို့မရပြီးတော့ကျွန်တော်အဲစိုင်ကယ်ကလည်းခီးဝေးသွားဖို့အဆင်မပြေတဲ့အကြောင်းတရားလေးတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့စိုင်ကယ်နဲ့ပတ်သက်တဲ့ဟာတွေအပြင်ကိုတချို့ဟာလေးတွေကျွန်တော်အကူလက်ဝါသနာပါတဲ့အဲလုတ်ဝင်နဲ့ပတ်သက်တဲ့ဟာလေးတွေလည်းကျွန်တော်တင်တယ်ပေါ့နောက်တစ်ခါဒီကြားမှာဘာဖြစ်သွားဆိုအားနေတော့ကိုယ်တိုင်ကလည်းအဲ့လိုပေါက်ကရလေးတွေလုတ်တတ်တဲ့သူဖြစ်တဲ့အတွက်နည်းနည်း အရှုံးဖောက်တဲ့ဟာလေးတွေပေါ့နော်အဲအဲ့လိုဗီဒီယိုလေးတွေလောက်ပြီးတော့ဘာရယ်မဟုတ်ကျွန်တော်အပြင်းပြင်းတင်လိုက်တာပေါ့ရွေချက်ရှိရှိတော့မဟုတ်ကျွန်တော်ချက်နေရအဲ့ဒီအတွက်လည်းအဓိကကြီးရွေရတာတော့မဟုတ်ဘူးအဲ့မျိုးလေးတင်လိုက်တဲ့ပုံမှာအဲ subscriber ပိုများလာတာပေါ့ပြောမယ်ဆိုပြီးခဲ့တဲ့ဒီ match လာတလားတည်းမှာကို subscriber ထောင်ကျော်တယ်ပေါ့နော်ထောင်ကျော်တယ်ပထမတစ်ထောင်မပြည့်ခင်မှာ subscriber 100ကျော်ကျော်ရှိတဲ့စီကနေ100ကျော်လောက်ထည့်ရလိုက်တယ်ပေါ့နော်100ကျော်လောက်ထည့်ရပြီးတစ်ထောင်ပြည့်သွားတယ်အခုဆိုရင် subscriber 1500ကျော်သွားတယ်အဲ့ဒီဟာတွေဒီကျွန်တော်ထင်တာကတော့ကျွန်တော်ပုံမှန်ရည်ရွယ်ထားတဲ့အတိုင်းတင်ဆက်နေတဲ့ခါမျိုးတွေထက်ကိုဒီကြီးစရာတွေကနေလူတွေကအဲ့ဒီဗီဒီယိုလေးတွေကိုစိတ်ဝင်စားလို့ subscribe လုပ်တာလို့ပဲကျွန်တော်ထင်ပါတယ်အဲ့တော့ကြိုက်တဲ့သူတွေလည်းရှိတယ်လို့မကြိုက်တဲ့သူတွေလည်းအင်းရှိမှာပါဗျာเนาะအဲ့တော့ဟိုဘာပဲပြောအပြုသဘောဆောင်တဲ့ဝေဖန်အကြံပြုချက်တွေကိုလည်းကျွန်တော်အဲဟိုရှင်းပြတင်ပါတယ်အဲ့ဒီဟာတွေကိုလည်းကျွန်တော်တတိထားပြီးပြည့်စုံသွားမှာပေါ့เนาะလောလောဆယ်တော့ကျွန်တော်အဲကျွန်တော်ရဲ့ laptop ကလည်းစိုင်းပို့ရတာကြာပြီး ဒီ channel မလုတ်ခင်တဲ့ laptop ကဆိုင်ပို့လာတော့ကျွန်တော်တို့ဖုန်းတစ်လုံးပဲရှိတယ်အဲ့တော့ speaker လည်းမရှိဘူးပေါ့နော်အဲ့တော့အဲကျွန်တော်မစတူဒီယိုခမ်းမလည်းမရှိအိမ်မှာလည်းစတူဒီယိုခမ်းမလုပ်ဖို့အဆင်မပြေဘူးအိမ်မှာမူဂျိုလေးရှိတော့မူဂျိုကြောင်းလေးဖွင့်လာတာရှိတော့အဲ့တော့ကျွန်တော်ကအဲတချို့ဟာတွေ live လွှင့်ကြင်လို့ရှိရင်တောင်ပေါ်တက်လာရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဖျားစီတီတွေမှာတော့ထိုင်ပြီးတော့ကျွန်တော် live လွှင့်ရတာပေါ့တခါလေးကျလည်းအဲตา2ယောက်ကိုတခါထိန်ရင်နဲ့အဲသူတို့ ချော်ရင်လည်းအတန်ငိန်တဲ့ခါတခါဒီဗီဒီယိုရိုက်ပေါ်ဒါမျိုးတွေလောက်ခဲ့ရတော့ဗောနော်အခုလက်ရှိလည်းကျွန်တော်မှာအဲဒီဖုန်းဖုန်းလေးတစ်လုံးပဲရှိပါတယ်အဲ့တော့အဲအတန်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအားနေတာတွေလည်းအဲတိတယ်အဲအဒီတင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအားနေတာတွေလည်းအဲတိတယ်ဗောနော်အဲ့တော့အဲ laptop လည်းမရှိတဲ့အတွက်ကျွန်တော်ဖုန်းတစ်လုံးနဲ့ဖုန်းတစ်လုံးနဲ့လောက်ရတာဖြစ်တဲ့အတွက်အဲကျွန်တော်ရဲ့ editing skill ကလည်းဒီ YouTube လုံးမှပဲအဲဒီဟာလေးတွေကိုလေ့လာလိုက်လုံလိုက်ဖြစ်တဲ့အတွက် လူအပ်ချက်တွေလည်းအများကြီးရှိနေတယ်ဆိုတာသိပါတယ်။အတန်မှာလည်းအဲကျွန်တော်အတန်လည်းအဲငကူတွေကအတန်ရဲ့ဆွေးဆောင်မှုရှိတဲ့ထဲလည်းမပါဘူးပေါ့။အဲကြောင့်မလို့အတန်နဲ့ပြောတဲ့ဒီမှာလူအပ်ချက်တွေအများကြီးရှိတယ်ဆိုလည်းသိတယ်ပေါ့နော်။နောက်ပြီးတော့မိုက်တွေအတန်လုပ်ငန်းတွေမရှိတော့ဘီရေးအတန်တွေလည်းပါတယ်လို့ကိုယ်အတန်လည်းငကူတွေကမှအတန်အကောင်းတဲ့ထဲမှာပါတော့ဆွေးဆောင်မှုမရှိတာမျိုးဗီဒီယိုကအဲကြည့်ချင်းပဲမကောင်းမှင်မဲ့ကိုယ်အတန်ပါနေလို့ ဟိုစိတ်ဝင်စားတော့တာမျိုးဒါမျိုးလည်းတွေ့ရပါတော့ဗောနော်အဲ့ဒီအတွက်လည်းနောက်ပိုင်းမှာ editing နဲ့ပတ်သက်တဲ့ဟာတွေကိုလည်းနည်းနည်းစူးစမ်းလေ့လာပြီးတော့အဲကောင်းကောင်းမွန်မွန်လေးပြန်လုပ်ပေးပါမယ်နောက်တစ်ခုကဒီအတန်နဲ့ပတ်သက်တဲ့ဟာကိုလည်းအဲကျွန်တော်အတက်နိုင်ဆုံးအစီအစဉ်ပြောင်းတစ်ဖြည်းဖြည်းစူးစမ်းသွားပါမယ်လို့ပြောချင်ပါကျွန်တော်ချက်နေရတော့တိတဲ့တိုင်းပဲ my way ဆိုတဲ့တိုင်းကျွန်တော်ကျွန်တော်သွားနေကျွန်တော်သွားခြင်းနဲ့ကျွန်တော်စိတ်ကူးတယ်ကျွန်တော်အိမ်မက်တယ်အဲကျွန်တော်ရဲ့ attitude တွေ mindset တွေကျွန်တော် behavior တွေအတိုင်းပဲကျွန်တော်သွားမယ်ပေါ့နော်သွားမယ်ဆိုတဲ့အစီအမံတချို့ဟာတွေကျွန်တော်လုတ်ပြီးတော့တင်သိမတင်သိစဉ်းစားပြီးတော့ကြမ်းကြမ်းတဲ့ဗီဒီယိုလည်းရှိတယ်တချို့ဗီဒီယိုဆိုလည်းလုတ်ပြီးမှကိုစိတ်တိုင်းမကြသေးလို့ အားမရသေးလို့ထားရတဲ့ဟာတွေလည်းရှိတယ်တချို့ဟာတွေလည်းမပြီးပြတ်သေးတာမှအားရတော့ဗီဒီယိုတွေကစီရတာတွေရှိတယ်မတင်ပြနေတာပေါ့နော်ခကြီးထွက်နေတဲ့ဟာတွေလည်းရှိတယ်တော့ခကြီးသွားတဲ့ဟာလေးတွေလည်းအဲ့လိုပဲအဲ့တော့အာဗီဒီယိုတင်ပေးဖို့ကျွန်တော်အကျွေးလေးပုံနေပြီပေါ့နော်အဲ့တော့ဒီကြားထဲမှာကျွန်တော်ဗီဒီယို editing လုပ်ဖို့ ကျန်နေသေးတဲ့ဟာလည်းဆက်လုံးနေမှာဖြစ်တယ်လို့ဒီကြားထဲမှာတော့ကျွန်တော်ရဲ့ audience တွေနဲ့ပေါ့နော်ကျွန်တော်အားပေးတဲ့သူတွေနဲ့ကျွန်တော်နဲ့မျက်ခြေမပြတ်သွားအောင်အသက်အသွယ်မပြတ်သွားအောင် knowledge sharing experience sharing စသဖြင့်ပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်ဒီကြားထဲမှာတော့လုပ်ပြီးနေမှာပေါ့နော် အဲ့တော့အဓိကပြောချင်တာကကျွန်တော်ငငရပါတော့ဖတ်ခဲ့မှတ်ခဲ့တဲ့ပုံမြင်နေနဲ့အဲ့ဒီတွေကနေကျွန်တော်တို့ဘလို့သင်ခန်းစာတွေကြည့်လို့ရလဲဘလို့ message တွေပေးပေးတဲ့ပုံမြင်နေလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒီဟာတွေကိုပဲပြဝေပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပေးကြတဲ့ကျွန်တော်အားပေးကြတဲ့သူတွေကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးတဲ့သူတွေအားလုံးကိုကျွန်တော်အထူးပဲကျေးဇူးတင်ရှိကြောင်းဒီနေ့ကပြောရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်